မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်ဘဲနဲ့အတိအမှမပြုထိုင်းနိုင်ငံသားဝင်ကြီးကထုတ်ပြောပြီးဒေါဆန်စွကြည်ကိုလှုပ်ပင်းရန်ချိန်တန်မျိုးတောင်းဆိုမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်ဘဲနဲ့အတိအမှမပြုမည်မဟုတ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးကထုတ်ပေါ်ပြောဆိုလိုက်ပြီးတော့ဒေါဆန်စွကြည်ကိုလှုပ်ပင်းရန်ချိန်တန်မျိုးလို့တောင်းဆိုတယ် နိုဝင်ဘာ25ရက်နေ့မှာထိုင်းနိုင်ငံသားဝင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးမြန်မာစစ်တပ်ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချမှုနှစ်ခုလုံးရှိမည်မဟုတ်ကြောင်းသူ့အနေဖြင့်လည်းရွေးကောက်ပွဲကိုအသိမပြုမီမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုရတယ်။ ကျွန်တော်တို့ကရွေးကောက်ပွဲကိုလွတ်လပ်ပြီးရုံတရားရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်။ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲတွေကိုအသိမဲ့ပြုမဲ့အနေထားမျိုးရှိမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားဝင်ကြီးကဆိုပါတယ်။ထို့တော်2010ခုနှစ်မှာတမရသိန်းစိန်ကမပြည့်စုံတဲ့ရွေးကောက်ပွဲနဲ့တမရဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက်ပိုင်းတောင်ဆန်းစုကြည်ကိုလွတ်ပေးခဲ့က LDP ကရွေးကောက်ပွဲမှာအနိုင်ရခဲ့မှုကိုပြန်ပြောင်းပြောကြားကရှင်းခဲ့သူပြုပြင်ပြောင်းလဲရေးစီကိုခြေလှမ်းတရဖြစ်နိုင်ကြောင်းအကြံပြုခဲ့တယ်။မပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုကလည်းနိုင်ငံကိုတည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ပြန်လည်ရောက်ရှိစေကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့ပြောတယ်။ထို့ပြင်အသက်80နှစ်ရွယ်ဒေါက်ဆန်းစုကြည်ကိုလူသားချင်းစာနာမှုနဲ့ပြန်လည်လွှတ်ပေးရန်မြန်မာစစ်တပ်ကိုထိုင်းနိုင်ငံဂျာယီဝန်ကြီးကတောင်းဆိုတယ်။သူမကိုလွှတ်ပေးဖို့အချိန်တန်ပါပြီ။တခါတလေမှပြောသင့်တဲ့ မှန်ကန်တဲ့ຢာတွေကိုကျွန်တော်တို့ပြောရပါမယ်။သူမအချင်းကြောင့်မြင့်စွာထိမ့်သိမ့်ခံခဲ့ရတယ်။သူမအသက်အရွယ်ရာသူမရဲ့ကျန်းမာရေးအခြေအနေကိုကျွန်တော်တို့မသိရဘူး။ဒါကြောင့်လဲအဲ့ဒါကိုပထမဆုံးချက်အနေနဲ့ဒါမှမဟုတ်ချက်ချင်းပဲလှုံ့ဆော်ပေးဖို့မျှော်လင့်ပါတယ်။ရှင်းပြရွေးကောက်ပွဲပြီးသွားတဲ့အချိန်အာဆီယံနေဖြစ်မြန်မာနိုင်ငံကိုပြန်လည်ထိတွေ့ဆက်ဆံအခက်အခဲမျိုးဖြစ်ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးကထပ်မံပြောဆိုခဲ့ပါတယ်။လရှိချင်းနေနဲ့သူတို့လိုအပ်တဲ့ပြန်လည်တင်ပြန်ဆွေးနွေးမှုမျိုးမရသေးပဲရွေးကောက်ပွဲကျင်းပမယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုခက်ခဲမယ်လို့ထင်ပါတယ်။ ဆက်လက်ပြီးဂျပန်စစ်တပ်ကငါးငါးကကြီးနဲ့ထောင်ချထားတဲ့တုံးတုံညာရှင်ငါဦးပြန်လွတ်ပြီးတော့အမှုဖွင့်ထားသူ9580ဦးကိုအမှုပိတ်သိမ်းမြူစုံနိုင်ငံအကျဉ်းသားများစုမှအကြမ်းဖက်တိုက်ဖျက်ရေးပုံမှာမတရားသိမ်းဥပဒေဖောက်ခွဲရေးပုံမှာရွေးကောက်ပွဲနောက်ဆက်သွေးဥပဒေအပအဝင်မတရားဥပဒေနဲ့ဖန်ဆီးထားခြင်းဖြင့်အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှာ905ကကြီးနဲ့ထောင်ချထားတဲ့တုံး385ကိုပြန်လွှတ်ပေးပြီးအမှုဖွင့်ထားသူ9980ဦးကိုအမှုပိတ်သိမ်းမှုယနေ့ထုတ်ပြန်ကြေညာပါတယ် ဂျပန်စစ်တပ်ကအကျဉ်းသား924ဦးကိုပုံမှန်905ကကြီးနဲ့ပြည်တံလူငယ်ခွင့်ပြုခြင်းအကျဉ်းသား2360ဦးကိုပုံမှန်905ကကြီးနဲ့ထောင်ချထားမှုကိုလူငယ်သက်သာခွင့်ပြု၎င်းစုစုပေါင်းအကျဉ်းသားခံရအကျဉ်းသားအကျဉ်းသူ385ဦးကို၎င်းပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းရှောင်နေသူ9580ဦးကိုအမှုတွေပိတ်သိမ်းကြောင်းစစ်တပ်က ယနေ့ညပိုင်းထုတ်ပြန်တဲ့အမေရိကန်မြမရဲ့အခြေအနေတိုးတက်လာပြီးကြေညာပြီး TBS ကိုဖျက်သိမ်းလိုက်ပြီးနောက်စစ်တပ်ကရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအလုံးလွတ်လပ်မြတ်တာစွာမဲပေးနိုင်ရုံဆိုကထို့သို့ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ပြည်ရင်းရှိနိုင်ငံအကျဉ်းသားဟောင်တယ်ကစစ်တပ်ထုတ်ပြန်ချက်မှာအမှန်တကယ်နိုင်ငံရှိရချက်နဲ့ထုတ်ပြန်ခြင်းမဟုတ်ဘဲအမေရိကန်အသိမှတ်ပြုမှုကိုရရှိစူးစမ်းမှုသာဖြစ်ကြောင်း နိုင်ငံချင်းသောအများစုမှာပုံမှန်905ကကြီးတစ်ခုတည်းမဟုတ်ပဲအကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်မတရားသိမ်းဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနှောက်ယှက်သူတွေဥပဒေအပါအဝင်မတရားသောဥပဒေပုံမှန်နဲ့ဖန်ဆီးထားခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုရယ်တကယ်နိုင်ငံရေးပြောင်းလဲဆိုရင်တော့လူထုကောင်ဆောင်ဒေါန်ဆဲစုကြည်နဲ့တမရအဝင်မြင့်တို့ကိုလွတ်လိ LD CEC တွေကိုအားလုံးလူအခုကလည်းအမေရိကန်တိမှတ်ပြုမှုရဖို့ဝေယားဖာယာဟန်ရေးပြရဲ့အလုပ်ထလုပ်တာမတရားဆရာနာတင်ထားလို့ပြည်တွင်းမှာနိုင်ငံရေးအကျဉ်းသားတို့ကပြောပါတယ်